အမေရိကန်မှာကွတ်ကီးကက်တာတွေကိုဘယ်လိုလုပ်ကြလဲကွတ်ကီးကက်တာတစ်ခုလုပ်ဖို့အတွက်အရင်ဆုံးတန်လွှာဘက်တစ်ခုကိုအသုံးပြုရပါတယ်ပုံမှန်အားဖြင့်တန်လွှာအလူမီနီယံဒါမှမဟုတ်တင်ပလက်စတီးနဲ့ပြုတ်လုထားတာပဲဖြစ်ပါတယ်အဲဒီတန်လွှာကိုတိကျချိန်ညှိပြီးတော့ stamping machine လို့ခေါ်တဲ့ဆန့်မျိုးစားပေါ်မှာတင်ပါတယ် stamping machine ကတော့ပုံသင်နီးနဲ့ဖိအားကိုချိန်ညှိပြီးတော့အစင်းလိုက်ဖိပြီးတန်ဝန်ချောအောင်ပုံသွင်းတာဖြစ်ပါတယ်။ပထမဦးဆုံးမှာတန်လွှာဟာအပြားလေးပဲဖြစ်ပေမဲ့ stamping အစင်းလိုက်တိုင်းတပြေးပြေးနဲ့ပုံသဏ္ဍာန်ပြောင်းလာပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့သုံးမဲ့ cookie ပုံစံတွေကိုတိတိကျကျဖြစ်လာစေပါတယ်။ထပ်ပြီးပုံသက်ပြီးတဲ့ character တွေကို share လိုက်မကြအောင် polishing လုပ်ပါတယ်။ပြီးတော့တချို့နှီးပညာမြင့်တဲ့လုပ်ငန်းတွေမှာဘေးနားတွေကိုစမ်းသစ်ပြီးအလားစင်ဖို့အတွက် laser engraving လောက်တာမျိုးတွေလည်းရှိတတ်ပါတယ်။နောက်ဆုံးစရတော့ quality control ပါ။တခုချင်းစီကိုစစ်ဆေးပြီးတော့အခြေသွင်းမပြည့်မီတာတွေကိုခြံထားပါတယ်။အခြေသွင်းပြည့်မီတဲ့ character တွေကိုတော့အထုတ်ထုတ်ပြီးဈေးကွက်မှာရောင်းချပေးတာဖြစ်ပါတယ်။တခြားချက်လက်လေးတချို့ကိုလည်းစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။ ထုတ်လုပ်ခြင်းကတော့ set line တနာယူ cookie cutter ပေါင်းတောင်းချထုတ်လုပ်နိုင်ပါတယ်။ပုံစံမျိုးစားတွေကတော့အစုံလင်ရှိပါတယ် Christmas, Halloween, birthday, Valentine day စတဲ့ပုံစံမျိုးစုံရှိပါတယ်။ cookie cutter ဟာလက်သုံးနဲ့ဆက်သုံးဆိုပြီးတော့နှစ်မျိုးရှိပါတယ်။